မိုးကြီးမြင့်တတိပေးချက်၄ကစား2025 1300 89ခုကဆုံလာပြည့်ကျော်တရက်2025ခုနှစ်မေလ10နေ့ရက်ယနေ့မြန်မာစံတော်ချိန်8နာရီအချိန်နောက်ဆုံးရရှိသည့်အချက်လက်များအရအရှိတ်နှင့်အနောက်ဘက်မှလာသောလေဝေလိုင်းများဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်လျက်ရှိသည့်လေပြင်းအားနှဲစေ၏အချိန်ကြောင့်ပြင်းစင်လာသည့်အာကောင်းသောအပူပြန်တက်တိမ်တိုက်များနှင့်အာရှကုန်းတွင်းဒေသမှ လေအေးများတွဲဆောင်နိုင်မှုတို့ကြောင့်လည်းကောင်း မကြမီရဲ့ပိုင်းအတွင်းဝင်ရောက်လာမိအနောက်တောင်မုတ်တုံလေးဦးကြောင့်၎င်းယနေ့မှစ၍25ရက်9လ2025ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးခြင်း ဒေတာအလိုက်မိုးကြီးခြင်းလျှက်စည်းလက်ခြင်းမိုးချင်းခြင်းမိုးကြိုးပစ်ခြင်းမိုးတီးကြွေခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနာရီလျင်မိုင်၄၀မှမိုင်၅၀အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်တို့ဖြစ်ပါ၍ယနေ့မှစ၍ 25ရက်9လ2025ရက်နေ့အတွင်းငိုးရသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနှင့်နေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အအုံများတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနှင့်ပြည့်စစ်တအားလိုင်းများပြိုကျရင်လဲခြင်းစသောတဘာဝဘေးအနေရို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်ငိုးကြိုးပစ်ခြင်းနှင့်မြေပြိုမှုအနေရကို၎င်း ကန်နီကန်ဝေးငါးဖန်းရည်ရည်များဆက်လေများတင်မောများအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါယံကြိုတင်၍သတိပေးနိုးစွာတင်ပြအပ်ပါသည်တဘာဝဘေးအနေရို့မှကင်းလွတ်ငြိမ်းအေးကြပါစေ။